ရှိရောကျွန်တော်ကဟိုခရီးသွားရင်းနဲ့ဟိုပွဲရှိရခါကျတော့မိကိုလည်းတွေ့ကျင်တာလေခဏခုပြင်းနေမိမိခဏဝင်ပြီးတွေ့တယ်။တွေ့ရရမ်းပြောတာ။ရမ်းပြော။ကြည့်ကြည့်တွေ့ရှုပ်ယူပါသားရယ်။မိဖို့ပြလာ။အဓိကတော့အမေများနေတော့ဘာမှမလုပ်ပြလိုက်ရလို့ကျွန်တော်အဲဒီတစ်ခေါက်မှာ surprise ဆိုပြီးပြီးတော့အဲ့ဒီ lesson လေးကျွန်တော်ဖြစ်တာပဲအာမလုပ်ရရချက်ချင်းချက်ချင်းပြောင်းလဲပြန်နော်ဟုတ်ပါရန်ချက် အဖေကိုလည်းအမေနဲ့တန်းတူအများကြီးဖြစ်ပါတယ်အဲ့တော့အဖေလူပေးကျင်တဲ့အရာလေးကိုလည်းစိတ်ထဲမှာရည်ရွယ်ချက်လေးရှိပါတယ်လို့အဲ့တော့အများကြီးဒီခေါ်ကြလို့ရှိရင်တခြားအဖေအတွက်ကြီးရပြီးတော့ဟိုကတဦးရဲ့အတွက်အမေတို့မပါတော့ဘူးအဖေအတွက်ရည်ရထားလေးရှိပါတယ်လို့စိတ်မကောက်ပါနဲ့တော့အော်ဒီကတော့ဒီမှာက ကျွန်တော်ဟိုပြည်သက်တွေကိုတချင်းစုပြောင်းမယ်ပြီးလို့ရှိရင်ပြည်သက်တွေအားလုံးနဲ့တွေ့ပြီးတော့တက်တော်လေးတွေရိုက်မယ်တက်ပုံလေးရိုက်မယ်ဒါဒါအမှတ်တရနေလို့ဖြစ်ပါအဲ့ဒါကဟိုပွေးသွားရင်းနဲ့ခဏဝင်လိုက်တာပေါ့ဘာလို့ဆိုဒီဘက်အိမ်နဲ့နည်းနည်းနီးနေတယ်ဆိုတော့အမေကိုခဏဝင်တွေ့ရတယ်ဟာဘာပွဲလေးရှိဘူးဟာအိမ်ရွာမှာကျွန်တော်တို့တနည်းကိုဖျားဝဲတစ်ခါဖြစ်တယ်လေအဲ့တော့ဒီဘက်လာမှာဒါနော်ရထမင်းတည်ခဲ့တဲ့ဖျားပေါ့နော်အဲ့ဖျားနေရာမှာကျွန်တော်တို့ဖျားပွဲဖြစ်တာပါအဲ့ဒါခဏလေး ိုလမ်းကြုံတော့ခဏပေါ့လေအာဟိုအလားအလားလေးပြန်ဟုတ်တယ်ဟုတ်တယ်အထက်ထက်တင်တယ်ခင်းကားကြည့်ပေါ့ပွဲအဲပွဲရှိရောကျွန်တော်ကဟိုခကြီးတော်ရဲ့နဲ့ဟိုပွဲရှိရခါကျတော့မိကိုလည်းတွေ့ကျင်တာလေခဏပြင်းနေပြီမိခဏပေါ့လေတွေ့ရလမ်းကြုံရမ်းပြောအာမိုင်အာမျိုးစပိုင်လိုက်ခဲ့ပြီ။အော်အဓိကတော့ဒီပွဲလေးမှာရတဲ့အမှုပညာကြီးတွေနဲ့စုပြီးတော့မြင်းမေကိုလက်ဆွပ်လုပ်တဲ့ပွဲ။ကိုကလေးလေးဖြစ်သွားလို့ဘုခံကပြီးလို့ရှိရင် ကျွန်တော်ကတော့ဟိုမိဘတွေချစ်တယ်လေပြီးရောညီကောင်မတွေအကုန်လုံးလည်းချစ်တယ်အဲ့တော့အဓိကအကုန်လုံးအဆင်ပြေအောင်လုပ်ပေးရင်းနဲ့စေမြဲနေရှိတယ်အဓိကကိုပျော်ကိုပျော်ဟုတ်တဲ့အာကိုရမိသားစုပျော်ရွှင်နေတယ်ကိုပူပြီးတော့ပျော်ရွှင်နေတယ်အဲ့စိတ်လေအမြဲတမ်းဟိုမူးရဲပေါ့နော်အကြောင်းမလို့ပြန်တဲ့အချိန်မှာမိမိတို့လည်းဟိုအဓိကတော့အမေများနေတော့ဘာမှမလုပ်ပေးလိုက်ရတော့ကျွန်တော်အဲဒီတစ်ခေါက်မှာ surprise လို့ပြောလို့ဒီအဲ့ဒီ message လေး ကျွန်တော်ဖြစ်တာပဲတားပြုံတော့ပြောဟိုဘောအတိုင်းမသိဘောအဓိကတော့ဒီဘာမျက်နှာပြုံးချွေနေရမြင်သာသမီကအလိုလိုဝမ်းသာကြည်ကြည်လို့နေရပဲလေကျွန်တော်ဆိုလည်းအဓိကကျွန်တော်ပြောသလိုပဲမိသားစုကိုရွှင်ပြေခြင်းနဲ့စိတ်ကအမြဲတမ်းရှိနေရောအားကြောင့်လို့ဘလောက်ပင်ပန်းပင်ပန်းကျွန်တော်မိသားစုတွေကျွန်တော်အများကြီးကြိုးစားမယ်ရုန်းကန်မယ်ဒါဒီပင်ပန်းနေတဲ့ဂျားတွေကတော့မှကျွန်တော်ဟိုထပ်ပြီးတော့ဟိုမိသားမိသားစုတွေရွှင်ပြေမှုထပ်ပြီးတော့ပြီးခြင်းတည်တယ်အဖေတို့အဖေလည်းချစ်ပါအဓိကတော့ ဟိုအဖေနဲ့ကျတော့ငငယ်တုန်းကပဲလက်ဘူးနနီနေခဲ့ရအောင်ကျွန်တော်အခုလိုမျိုးဒီလိုလေမာရင်ကြီးအောင်ပြီးတော့ဒီလူကုန်လေမာလူဝင်ဆန်းအောင်နေဖို့နေတတ်ဖို့ထိုင်တတ်ဖို့ဆိုတော့အဖေရဲ့သူနေဆုံးမမှုတွေအများကြီးပါအဲ့တော့လေအဖေကိုကျေးဇူးအများကြီးတင်ပါတယ်ဒီနေရာကနေလေအဲ့တော့ဖိတွက်လေလုပ်ပေးခြင်းတွေအရာတွေအများကြီးရှိရပါတော့အဲ့တော့လေကျွန်တော်ထပ်ပြီးချွေးစားပါအောင်ခင်ဗျာဟုတ်ကဲ့အများကြီးပေါ့အများကြီးရှိရအဲ့တော့အာဒါအဖေနဲ့အမေနဲ့ရင်ဖြစ်တဲ့အဲ့တော့ချိတာပဲလေမိသားစုမှာဒါကဒီ ဒီမြားကြောင်းမှာပေါ့နော်လို့ပဲပြောလိုက်။မြားကြောင်းမှာကျတော့ရှိတာပဲလေ။ရှိလို့ရှိရင်ဟိုအမေနဲ့ပေနဲ့ဖြစ်တယ်လို့ဟိုသားသမီးဆိုတော့အမေအမေကကျတော့အားနွယ်တဲ့မိန်းမသားလေ။အဲ့တော့အဖေလုံးလို့ရှိရင်လည်းသူခံရမှာပဲပေါ့နော်။အဲ့တော့ကျွန်တော်တို့ကအမေဘက်ကနေကာဝယ်ပေးရပေါ့။ကျွန်တော်တို့ရိုက်အဲ့လိုအဲ့လိုပဲသားသမီးကိုလုံးလို့ရှိရင်လည်းအမေကတော့ဘေးအမိဘမှာဟိုအမေကမြင်နေရတဲ့သူကတော့ဒီတိုင်းငြိမ်းခံနေမှာမဟုတ်ဘူး။အဲ့လိုမျိုးလေးပေါ့။ ကျွန်တော်တို့မိသားစုကြမှာအများကြီးရှိအပြန်အလှန်ပေါ့ညီကောင်ကအဲဟုတ်တယ်အဲ့လိုအဖေလည်းကောင်းခဲ့တာရှိရပဲအမေပြောနေလို့ရှိရင်အဖေကအဲ့လိုမပြောနဲ့အဲ့လိုမျိုးလေးရှိရပေါ့နော်အပြန်အလှန်လေးပေါ့အဲ့တော့အဓိကတော့မိဘဆိုတာသားသမီးကိုစိုးပါသေးဆိုပြီးတော့ဟိုချောက်ချတဲ့မိဘဆိုတာမရှိဘူးအမေကကိုသားသမီးစိုးသွမ်းနေတော့မှဒိမ်မအောင်လို့ပြုပြင်ပေးတဲ့မိဘပဲရှိတယ်အဲ့တော့ဘယ်မိဘမှဆိုကောင်းတဲ့မိဘတွေအဲကြောင့်မို့အဖေရေမိမိဘတွေကဘယ်လိုနေရာမှာပဲဖြစ်နေပါဘူးမိဘကမိဘပါပဲကျွန်တော်ရှိတယ်မှာလို့သတ်မှတ်တာ ဒီထက်မကသာအများကြီးကျူးစားပါအောင်မယ်ဟာပို့ပြီးတော့ဒီထက်မကပို့ပြီးတော့ကောင်းမွန်တဲ့ပေါ်ဝါမျိုးမှာထားနိုင်အောင်လို့ကျူးစားပါအောင်မယ်မိဘနှစ်ပါးရောကျွန်တော်ရဲ့ဟိုအားလုံးချစ်ရတဲ့အကူတွေရောညီရောပေါ့နော်မိသားစုတွေပေါ်မှာဒီထက်မကကျွန်ကျူးစားပြီးတော့အားလုံးကိုဒီထက်မကကောင်းမွန်ထားနိုင်ဖို့အများကြီးအဖေကကျွန်တော်တို့နဲ့ဟိုကျွန်တော်တို့ပေါ်မှာကျွန်တော်တို့တောင်းမိပေါ်မှာဘယ်တော့မှတောင်းဆိုဘူးတိတ်မရှိဘူးတောင်းဆိုဘူးတိတ်မရှိဘူးဒါပေမဲ့ဒီဒီတစ်ခေါက်ပြန်တဲ့အချိန်မှာ ဟိုတောင်းဆိုလာတဲ့တူလို့ရှိရပေါ့နော်အဲသူ let's go play လုပ်ပေးပါဆိုပြီးတော့ verify ကြတော့ okay ပါလို့အဖေရဲ့စိတ်ထဲမှာထင်နေရကြတော့တားတွေကအမေကိုပူချစ်တယ်အဲသူဥပိ္ပကပြူထားတယ်ပေါ့အဲ့လိုမျိုးလေးဖြစ်တော့တစ်ခါကျရင်အဖေကစိတ်ကောက်တဲ့ဟာလေးတွေရှိရပေါ့နော်အဖေကအခုအတက်ကြီးလာတဲ့အချိန်မှာအတက်ရွက်ရလာတော့သူစိတ်ထဲမှာအဲ့လိုမျိုးလေးအားငယ်စီလေးတစ်ခါကျရင်ဝင်တတ်တာလေးမျိုးလေးဖြစ်မှာဆိုလို့ဒီနေရာလေးကနေတစ်ခါရေပြောချင်ပါတယ် အဖေကိုလည်းအမေနဲ့တန်းတူအများကြီးချစ်ပါတယ်အဲ့တော့အဖေကိုလိုပေးကျင်တဲ့အရာလေးကိုလည်းစိတ်ထဲမှာရည်ရွယ်ချက်လေးရှိပါတယ်အဲ့တော့အများကြီးဒီခေါက်ကြလို့ရှိရင်တခြားအဖေတို့ကြီးရဲ့ပြီးတော့ဟိုကတအူးတဲ့အတွက်အမေတို့မပါတော့ဘူးအမေကအမေကတောက်လျှောက်ရနေရဆိုတော့လေဟုတ်ကဲ့ပါအဲ့တော့အဖေတို့ရည်ရွယ်ထားလေးရှိပါတယ်လို့စိတ်မကောက်ပါနဲ့တော့